အမေရိကန်အစိုးရလုပ်ငန်းတွေရပ်တန့်နိုင်ခြင်းရင်ဆိုင်နေရအမေရိကန်အစိုးရလုပ်ငန်းတွေတစ်စိတ်တစ်ပိုင်းရပ်တန့်မသွားအောင်အစိုးရရာရေးအတုံးစိတ်ကိုမလာ၁၄ရက်နေ့ညမတိုင်ခင်လွတ်တော်ကအသေးပြုပေးဖို့လိုပြီးလွတ်တော်အမတ်တွေဆုံးဖြတ်ရမယ့်အချိန်တိတ်နေကနေပါပြီ Republican အများစုလွှမ်းမိုးတဲ့အောက်လွှတ်တော်ကအသေးပြုပြီးသားရာရေးအတုံးစိတ်ကိုအထက်လွှတ်တော်မှာမဲခွဲဆုံးဖြတ်မှာပါပါ အထက်လှတာမှာ Republican အမတ်53ရောင်းနဲ့အများစုဖြစ်ပေမယ့်သုံးဆယ်ဥပဒေကိုအတိပြုပေးဖို့အတွက်ထောက်ခံမဲ60ထက်ကျော်ဖို့လိုအပ်ပြီး Democrat အထက်လှတာမှာအနည်းဆုံး6ရောင်းရဲ့ထောက်ခံမဲလိုအပ်ပါတယ်။အခုထိတော့ Democrat အမတ်တွေဘက်ကအစိုးရလုပ်ငန်းတွေရပ်တန့်သွားတာကိုပဲလိုလားနေပုံရပြီးအထက်လှတာ Republican ခေါင်းဆောင် John Thune ကမလာ73ရက်နေ့အထက်လှတာမှာပြောဆိုသွားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။